ဲရှောက်တော့ပြန်ပြပါဗျာအဲတတိတော်တို့ယခုဆရာတော်တန်ဃာတော်များမိန့်ကြားသွားတဲ့စကားတွေကိုနာယူမှတ်သားပြီးတော့တတိတော်တို့ရဲ့ပညာရှင်အဖွဲ့တွေနဲ့တတိတော်တို့ရဲ့ဝန်ထမ်းမိသားစုတွေနဲ့ပေါင်းဆက်ပြီးတော့ဒီမဆိုးရင်တိုက်မကြီးကိုဆရာတော်တို့ရဲ့ညီတော်နောင်တော်တွေမြန်မာနိုင်ငံမှာပြန့်နှံ့နေတဲ့ညီတော်နောင်တော်တွေ အဲစိတ်တိုင်းကြအောင်ဆရာတော်တို့စိတ်တိုင်းကြအောင်အဲအခုမိတ်ကြတာလည်းတပည့်တော်မှတ်သားထားပါတယ်ဗျာအဲနောင်ဆွေးနွေးပွဲတွေမှာလည်းမိတ်ကြပါဗျာအဲတပည့်တော်အနေနဲ့အဲဒီအဆောင်ကြီးကိုအလုံးစိတ်တိုင်းကြအောင်တိဆောက်ပါမယ်အဲခုနတော်ကပြောခဲ့သလိုပဲမဆိုးရင်ရဲ့အဲအဓိကတန်ခါအဆောင်ကြီးအဲနောက်မန္တလေးမြို့ရဲ့အထိမ်းမှတ်တန် သာသနာတော်ရဲ့အထိမ့်မဲ့အဆောင်ကြီးဖြစ်အောင်အတီးတက်ပူကောင်းအောင်လည်းမိန့်ကြားပေးပါဗျာအတပည့်တော်ကိုအားမနာပါနဲ့ဗျာအလှုပ်ဆောင်ရမယ့်အပိုင်းတပည့်တော်တရာတာထက်တန်စွာနဲ့လှုပ်ဆောင်လို့ပါတယ်ဗျာအမြင်ချင်းတွေ့ချင်းနဲ့ဖြစ်ချင်တာမိန့်ကြားပါလို့တပည့်တော်အနေနဲ့ချောက်ထားပန်းကြားအပ်ပါတယ်ဗျာအာတာတာတာ